အေယော်ရီတိုင်းဒေသကြီးပသိမ်ခရိုင်တာပေါင်းမြို့နယ်ဇင်လန်ကျေးရွာအုပ်စုဂျုံဂျုံကြားကြီးရွာတောင်သူဦးသိန်းစိုးရဲ့စာရေးကားစေးကားမှ2025-2026ဆောင်းရာသီမျိုးစီပြည့်ရပွဲနဲ့စိုက်ပျိုးပွဲကိုဒီဇင်ဘာလ9ရက်နေ့ကပြုလုပ်ကြောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မဝင်းဟာတောင်ရှိသူများနဲ့အတူတောင်သူများအားနေကြမျိုးစီများပြည့်ရပြီး Super Sun 41နေကြမျိုးစိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးပါရစေ။ အိမ်နောက်တောင်သူများနဲ့တွေ့ဆုံ၍တိုင်းဒေသကြီးအတွေ့စီဖိုလုံမှုရှိစေရအတွက်နေကြာဆိုင်ပြုံးမှုကိုအရင်နှစ်ကထက်ဧက8000ကျော်တိုးမြင့်ဆိုင်ပြုံးရန်ရထားဆောင်ရွက်လျက်ရှိရာနေကြာဆိုင်ပြုံးမှုစံနမူနာပြဖြစ်အောင်ဝန်ဝန်ကြိုးပမ်းဆောင်ရွက်လိုကြောင်းပြောကြားပါသည်အေးနော်ကြုံပြောခရရည်တီမျိုးနဲ့ကုန်းပြေကြီးရွာမြသိန်းတန်စီတော်မြကြီးရဲ့ပရဝံတွင်ရှိဗုဒ္ဓကျောင်းပွားတော်မြတ်အောင်ဖူးမြော်ကြီးညိုပါရီ အဲဒီနောက်ဒေသခံပြည်သူများနဲ့တွေ့ဆုံမှစကားပြောကြပြီးတရောက်လာတဲ့သူများရဲ့တင်ပြမှုများအပေါ်ပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးကတောင်သူများအောင်မျိုးစည်းချကရိယာဒွမ်စီတာနှွေစပါမျိုးစည်းနေကြမျိုးစည်းနဲ့ပေပုံမျိုးစည်းများပေးရပါတယ်။ အိနာကုန်းပြင်ကြေးရွာအခြေခံပညာထက်တန်ကျောင်းတို့တောင်းရောက်၍အကြံဖက်ဖြစ်စဉ်များကြောင့်ယာယီနေရဆုံးခွာပြည်သူများအောင်စံစီထောက်ပံ့ပေးရပွဲတို့တရားအမှားစကားပြောကြားပြီးအခြေခံစားတောက်ကုန်းများထောက်ပံ့ပေးရပါသည် ဆက်လက်၍ကုန်းမြင့်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း Grade 2တွင်ဆရာဆရာမများကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍တက္ကသိုလ်ဝန်ဆက်မိပွဲအောင်ချက်မြင်မာရှိနှင့်ထူးချွန်ကျောင်းသားကျောင်းသူများပေါ်ထွက်ရေးအတွက်ဝိုင်းဝန်းကျူးဝန်းဆောင်ရွက်ရန်ပြောကြားကဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများအားချီးမြှင့်ဝေမျှပေးအပ်ပါသည်။ အိမ်နော်ဂုံးပြည်ကြီးရွာအခြေခံပညာအထက်တန်းကျောင်းဝင်းမှာလက်ထပ်အဆောင်အသင်ဆောက်လွှင့်နေမှုများကိုကြည့်ရှုဆက်ဆေးပါရယ်အိမ်နော်ရည်တီမျိုးနဲ့စီဆောင်ဂုံးကြီးရွာတောင်သူဦးနိုင်ဝင်းဆွေရဲ့စာရေးက9ဤကမှာပြုလုပ်တဲ့2025-2026ခုနှစ်စောင်းစီထွက်တည်နှံနေကြမျိုးစိချစိုက်ပွဲတို့တက်ရောက်ရွေအိမ်နီးယားနေကြဆံမျိုးစိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးပါရယ်ဆက်လက်၍ငတိုင်းကျောင်းမျိုးမျိုးတည်ရွက်ွက် ရွှေရီးဆောင်ကြောင်တိုင်းဆရာတော်အောင်ဖူးမြော်ကြီးညိုပြီးလူဝဲပစ္စည်းများဆက်ကလှူဒန်းကသာသနာ့ဆရာ K2 တိန်တော်ကြီးမှဒေသခံပြည်သူများနဲ့တွေ့ဆုံပါတယ်။ အိမ်နောက်ကျုံပြောမျိုးနဲ့ကွင်းသာကျေးရွာအုပ်စုရုံတုံအရှိစုကျေးရွာနဲ့ရည်ကြည်မျိုးနဲ့ကျွိတလင်းကျေးရွာအုပ်စုစင်ကုံကျေးရွာနဲ့တောစုကျေးရွာတို့မှ2025-2026ပတ်နာရီနှင့်တိုင်းဒေသကြီးရမုံငွေနဲ့ဆောင်ရွက်တဲ့ကျေးရွာလျှက်စစ်မီဖွံ့ဖွဲများတို့တက်ရောက်ရွှေကျေးရွာအတွင်းရှိနေများမှလျှက်စစ်မီတုံဆွေးနေမှုများအားလိုင်းလေကြည့်ရှုစစ်ဆေးပါရစေ။ အိနောင်စင်ကုန်းကြီးရွာကျောင်းတိုက်စီရတော့အောင်ဖုံမြကြီးညွှန်ရွှေဒေသခံပြည်သူများနဲ့တွေ့ဆုံပါတယ်အိနောင်ဖယံငူကြီးရွာအုပ်စုရွာတိကြီးရွာတရအုပ်ကြီးရွာတောင်စုကြီးရွာနဲ့ဖယံငူကြီးရွာလျှက်စစ်မီဖွံ့ဖွဲတို့တက်ရောက်ဖွင့်လှစ်ပေးပါတယ် ဆက်လက်၍ဒိုင်းဒေသကြီးဝင်ကြီးကျောင်းဟာရေးကြီးမျိုးနှင့်ဖယံငူကြီးရွာအခြေခံပညာထက်တန်းကျောင်းကွယ်သို့တောင်းရောက်၍ Great Day တင်ဆရာဆရာမများကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပြီးတက္ကသိုလ်ဝင်ဆက်မေးပွဲအောင်ချက်မြန်မာရေးကိစ္စရံများဆွေးနွေးပြကြားပြီးချင်းမြင့်ဝေများပေးအပ်ခဲ့ပါသည်။ဒီသတင်းကိုပသိမ်သတင်းဌာနကမှပြပို့ထားတာဖြစ်ပါသေးရှင်။